ရွေးကောက်ပွဲမှာဥဆောင်ပြီးအစိုးရဖွဲ့နိုင်သူဘယ်သူပဲဖြစ်ဖြစ်အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုးဖြစ်ဖို့လိုကြောင်းပြည်သူပါတီ PP ဥက္ကရာဥက္ကဋ္ဌကြီးကဆင်နိုင်တဲ့တင်ဌာနကိုပြောပါရတယ်။အခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာဘလို့စုဖွဲ့မှုအစိုးရပုံစံမျိုးတက်လာနိုင်တယ်လဲဆိုတဲ့အပေါ်အားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါရတယ်။ ရတယ်လေဒီတော့ဘယ်မှကျင်းတာရသေးဘူးတော့ရုပ်တော့ဘယ်ရလတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာမှပြုဘူးပြောလို့မရဘူးပေါ့အဲ့တော့ပြန်ရတော့ပြန်ရတာပေါ့တို့တော့ဟိုဥပဒေဒီအစိုးရဖွဲ့နိုင်တဲ့ဒီဒီကအဒီဝဲချူချင်းတောက်နဲ့ဆယ်ရုပ်တော့ဘယ်မှတိုင်ရင်လုံးဝပဲဒီလူစားတော့ကြိုးခဲ့တယ်အဲ့တော့ဒီအမျိုးသားညီညွတ်ရေးအစိုးရ ပုံစံမျိုးဖြစ်ဖို့လိုတယ်ဆရာပါရင်ပါလိုက်တဲ့ပုံစံလိုတိုင်းရင်းသားတွေပါဝင်ပြီးတော့ပူးပေါင်းခြင်းအားဖြင့်ပြဿနာတွေကိုစီပေါင်းဖြေရှင်းကြရတယ်ဆိုတဲ့ပုံစံပေါ့နော်အဲ့ဒီဟာပေါ်လာဖို့လိုတယ်လို့ကျွန်တော်တော့အဲ့လိုပဲမြင်ပါတယ်အစိုးရတစ်ခုရဲ့ပုံစံဒါမှမဟုတ်နိုင်ငံတော်ကိုအုပ်ချုပ်တဲ့ပုံစံဆိုတာပြည်ထောင်စုနိုင်ငံတော်တစ်ခုရဲ့အစိုးရကသူ့ရဲ့အာဏာကိုလွတ်တော်တွင်နိုင်ငံရေးအကောင့်ထဲပေါ်သူတွေအပေါ်လွှမ်းခြုံနိုင်စေဖို့ပြင်ဆင်ထားတဲ့နိုင်ငံရေးပြဋ္ဌာန်းချက် ပုံစံကိုရည်ညွှန်းပါတယ်လာမယ့်ရွေးကောက်ပွဲမှာလူထုကိုမျက်နှာမူတဲ့အစိုးရဖြစ်ဖို့ လိုအပ်ကြောင်းမိမိတို့တိုင်းပြည်ဟာညှဉ်းညွတ်မှုလျော့နေတဲ့အတွက်လက်ရှိအခြေအနေမျိုးဖြစ်နေကြတယ်လို့နိုင်ငံရေးလှိလာသုံးသပ်သူဦးထောက်အောင်ကျော်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရတယ်။ဒီကြောင့်ကြတော့လူထုကိုမျက်နှာမူရမှာပေါ့လူထုကိုမျက်နှာမူရဲတော်တော်ကြီးဖြစ်ရမယ်ဒီလိုမျက်နှာမူတဲ့အဆိုးရဖြစ်ရမယ်ပေါ့တကယ်ကိုအပြောင်းလဲတွေဒီဘက်တကယ်သိတာထင်ရှားတဲ့ကောင်းမွန်သောရလဒ်တွေကိုစောင့်ကြဉ်ပေးနိုင်တဲ့ဆိုတာပဲလို့ဖြစ်ဖို့လိုတာပေါ့ဆိုရတကယ်မှမဆိုင်နာဒီလိုအကုန်လုံးပုံစံမျိုးစုံသွားတာဆိုဒီလို ှိနေတဲ့အနေအထားမှာအားလုံးကသဖက်သာသာဖြစ်ပြီးငြင်းငြင်းဖြစ်လို့ကအင်မတန်အရေးကြီးတယ်ကျွန်တော်တို့တိုင်းပြည်ကညံ့မှုရောနေတဲ့အတွက်ကြောင့်မလို့လက်ရှိအခြေအနေမျိုးဖြစ်နေတာဒီအတွက်ကြောင့်မလို့အားလုံးတရားနဲ့တရားနဲ့အငြင်းပေါ်ွားနေတဲ့ဟာတွေရက်သက်သွားနိုင်တယ်အားလုံးပါဝင်တော့အစိုးရတည့်ရဖြစ်တယ်ဆိုလို့ရှိရင်တော့စိတ်နှပါတဲ့ခင်းစဉ်ဖြစ်မှာ ကြခင်ကျင်းပမဲ့ရွေးကောက်ပွဲအပြီးဖွဲ့စည်းလာမဲ့အစိုးရတစ်ကိုတက်မတော်နဲ့ USDB ကဥဆောင်လာမှာဖြစ်ကြောင်းဒါပေမဲ့တခြားသောတိုင်းရင်းသားနိုင်ငံရေးပါတီတွေမှာကိုယ်စားလှယ်တွေကိုလည်းနေရာပေးဖွဲ့စည်းခြင်းနဲ့လက်ရှိနိုင်ငံရေးအကြက်တဲကိုကြော်လာဖို့အထောက်ကူဖြစ်မယ်လို့နိုင်ငံရေးလှိလာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံမှာဘလို့စုဖွဲ့မှုအစိုးရပုံစံမျိုးတက်လာနိုင်တယ်လဲဆိုတာကပြည်သူတွေကဘလို့အနှင်းမယ်ဆိုတဲ့အပေါ်မှာအခြေခံလိမ့်မယ်လို့ပြည်တော်စုကြန့်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDB ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကစီအန်အိုင်သတင်းဌာနကိုပြောပါရယ်။ရေးချက်ပေးလိုက်တဲ့စီစဉ်ပေးကနေပြီးတော့ဘလို့အနဲမဲ့ဆိုတဲ့အပေါ်မှာအခြေခံလိမ့်မယ်လို့မြင်တယ်။စီစဉ်ကနေပြီးတော့တပါရီတဲ့ဟိုပဲစုပြုံပြီးတော့ပေးလိုက်မလား။အချိုးချပြီးတော့ပဲပေးကြမလားဆိုတဲ့အပေါ်မှာအခြေခံပြီးတော့တာလေပေါ်ပေါက်လာမဲ့အဆိုးအဟာလည်းပဲဒါသူ့ရဲ့သတ်မှတ်ချက်ဖြစ်ပါတယ်။ဖြစ်ပြင်းပြရတဲ့အမေသားတွေကတော့များစွာရှိပါတယ်ဒါပေမဲ့လို့ဒီလုံးပိုင်ဝင်အာနာပေးတာဒီပြည်သူ့ဘာဖြစ်ွက်တဲ့ပြည်သူ့သားတွေအဓိကလို့ပဲပြောနေပါတယ် ထိုင်းပေါ်မှာမူတည်လာနိုင်တယ်။ရလာတဲ့လွတ်တော်ကိုယ်စားလှယ်ရဲ့ဖုတ်ပေါ်မှာမူတည်နိုင်တယ်။ ိုဖြစ်တဲ့ငင်မဖြစ်တဲ့ငင်ကတော့လက်ရှိအနေဘွားတွေပေါ်မှာအခြေတည်ပြီးတော့ပဲနောက်ဖြစ်လာမယ့်အနာဂတ်ပေါ်မှာစဉ်းစားအောင်ကြိုးစားလို့ဖြစ်ပါတယ်။နိုင်ငံတော်လုံခြုံရေးနဲ့အင်ဂျင်တာယာရေးကော်မရှင်ဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကရွှေကောက်ပွဲအနိုင်ရတဲ့နိုင်ငံရေးပါတီအားနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်းပြောကြားထားပါတယ်။ပြည်ရင်းပြည်ပတန်တမန်တွေကတော့မြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲဟာအမြင်ကန်တက်တက်သားဖြစ်ပြီးဘလို့ရလက်ထွက်လာပါစေတက်မတော်ကဥဆောင်တဲ့အစိုးရပုံစံတရက်သားထွက်လာမည်ဖြစ်ကြောင်းထောက်ပြကြပါတ တယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်တဲနဲ့လက်နက်ကင်ပိပခါကိုဖြည့်ရှင်းနိုင်ဖို့အတွက်ဆိုရင်လာမယ့်အစိုးရတည်ဟာအမျိုးသားညီညွတ်ရေးအစိုးရတည်ရဲ့ဖြစ်ဖို့လိုအပ်ကြောင်းနိုင်ငံရေးလေ့လာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်။